မင်္ဂလာပါ SK Story Channel ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစ်ဆလောင်းတော့ Father Hambe ရှင်းတယောက်နဇိုးတကောင်နင်ထုတ်နေရနေပြီးတော့စတင်ထားပါရစ်အဲ့နဇိုးကဆိုမီဆိုရဲကောင်မလေးရဲ့ခန္ဓာကိုယ်ထဲမှာပူကက်နေတာဖြစ်ပြီးဆိုမီရဲ့ဖေကတော့ဒေါက်တာချာဖြစ်ပါရစ်သူ့သမီးရဲ့အဟိတန်ကိုကြားနေရတဲ့ဒေါက်တာချာကစိတ်မထိန်နိုင်တော့ပါဘူး သမီးပြည်သူကကဲပေါင်းဆိုပြီးတော့ငိုကာအကူညီတောင်းနေရကြောင်းမလို့ဒေါက်တာချာကသူ့ရဲ့ဇနီးတားနေရတော့မှသူကနားမဝင်တော့ပဲပြေးဝင်သွားခြင်းစိတ်တွေဖြစ်နေခဲ့ပါတယ်။သူရဲ့တားငယ်လေးကိုတော့အမားဖြစ်သူရဲ့အိုဟစ်တန်ကိုမကြားစေခြင်းနဲ့သူကနှစ်ချက်ကိုတတ်ထားပေးခဲ့ရပါတယ်။နှစိုးနေထုတ်ခြင်းမှာပြင်းထန်ကြမ်းတမ်းလာခဲ့ပြီးတော့ဖာသာဘန်နဲ့ရုံမဆိုးသွမ်းနေတဲ့နှစိုးတို့ကအပြန်အလှန်စကားစစ်ထိုးနေကြတဲ့အချိန်မှာဒေါက်တာချာလည်းစိတ်မထိန်နိုင်တော့ဘဲနဲ့အခန်းတကားကိုရိုက်ဖွင့်ပြီးတော့ဝင်သွားခဲ့ပါတယ်။ သူမြင်လိုက်ရတာကတော့ Father Ban ရဲ့လက်ဘွားမှာသွေးရည်ဆွန်းပေနေပြီးတော့ဆူမီရလည်းတတိလည်းသွားခဲ့ပါပြီ Father Ban ကနဆိုးမောင်းတို့ချင်းပြီးဆုံးသွားပြီဖြစ်ကြောင်းပြောလိုက်ပါတယ်ဒေါက်တာချာကသူသမီးကိုနှိုးလိုက်တဲ့အခါမှာတော့အဖေကိုမြင်ရတာဆိုတော့ဆူမီကလည်းဝမ်းသာသွားခဲ့တယ်လို့ဒေါက်တာချာလည်းပဲစိတ်သက်သာရခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီပျော်ရွှင်မှုကကြာရှည်တော့မခံခဲ့ပါဘူးနှလုံးခုန်လုံးပြောင်းလဲသွားပြီးတော့ငြိမ်သက်နေတဲ့ဆူမီဟာရုတ်တရက်ထိုင်ပြီးတော့မျက်လုံးတွေဖြူလာကအသက်ရှူရပ်သွားခဲ့ပါတယ် ။တမင်းပြည်သူအသက်ထွက်တော့မယ့်စေစင်မှာဒေါက်တာချာကနှလုံးကိုပြန်ပြီးနှိုးဖို့ကြိုးစားခဲ့ပေမဲ့ဘာမှအရာမထင်ခဲ့တော့ပါဘူး။နောက်တစ်ခါမှာတော့အတိတ်တစ်ချိန်ကတားဖားနှစ်ယောက်ဂျေရီကိုကြည့်ကဂျေရီကိုဘသူပိုရှာနိုင်လဲဆိုပြီးတော့ပြန်ရှာနေခဲ့ကြတဲ့ဂျီနူးစီယာမြင်ကွင်းကိုတွေ့ရမှာဖြစ်ပါရည်။ဒဝန်ဂျေကိုအပြန်လူးကြရင်လည်းတေးလို့သတ်မှတ်လိုက်ကြပါရည်။ဒဝန်ဂျေကအမြဲတမ်းအဲ့ဒီနေရာမှာရှိနေပေမဲ့အခုတော့ဆိုမီယာဒီကဘာပေါ်မှာမရှိတော့ပါဘူး။အဖေဖြစ်သူလည်းဆရာဝန်တယောက်အနေနဲ့သမီးကိုအမြဲတမ်းကူးသပေးဖို့ကြိုးစားခဲ့တယ်ဆိုပေမဲ့ အခုတော့ရင်ခွဲမတက်ခံစားနေရပါ ರಿ ဇိုမီရဲ့မိကသူ့မိစီကိုဇိုမီဆုံးသွားပြီဖြစ်ကြောင်းငိုယိုပြီးတော့အကြောင်းကြားလိုက်ရပါ ರಿ ဒီနိုင်ငံမှာတော့အတုဘောက်ကိုဘုရားကျောင်းနေမှာမလုပ်ဖင်းနေဈေးဥမှာလောက်တာပိုလွယ်ကူပြီးတော့ပုံမှန်အဖြစ်တော့အတုဘောက်ကိုသုံးရက်လုံးမှာဖြစ်ပေမယ့်အခုလိုမျိုးကလေးငယ်ရင်နဲ့ဒေဆုံးသွားတဲ့အချိန်ဒီမှာဆိုရင်တော့ကျိုင်းရသူတွေဒီဆိုးရွားတဲ့အဖြစ်ကိုအများဆုံးကြော်လွားနိုင်မှုအတွက်တရက်ထင်းတဲ့နာရီကိုတန်းပြီးတော့လှုပ်လိုက်တာမျိုးရှိကြောင်းဝန်ထမ်းတယောက်ကပြောနေတဲ့အချိန်မှာပဲ ဒေါက်တာဂျာရဲ့အမေဖြစ်သူရောက်လာပြီးတော့သူ့မြီးလေးရဲ့နောက်ဆုံးခီးကိုတရမပြောနဲ့ရက်သုံးအောင်လုပ်ရင်တော့မှသူ့အတွက်မလုံလောက်ဘူးလို့ဝင်ပြောလိုက်ပြီးတော့နောက်ဆုံးမှာတော့ပုံမှန်တိုင်းပဲ၃ရက်လောက်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။တဝင်းကြဝန်ထမ်းတွေကတော့ဇူမီရဲ့အလောင်းမပုံမတူးအောင်လို့အေးကန်နဲ့အမြန်ထည့်နိုင်ဖို့ပြက်နေတဲ့အေးကန်ကိုအသေးအံပြင်နေပါတယ်။ဒေါက်တာဆာရောက်လာတဲ့အခါမှာတော့သူ့ရဲ့သမီးကအေးမကြိုက်လို့အေးကန်နဲ့မထည့်ပဲနဲ့ဒီတိုင်းထားဖို့တဝင်းကြဝန်ထမ်းအောင်ပြောလိုက်ပါတယ်။ဝန်ထမ်းကလည်းပုံမှန်ဆိုရင်တော့ဒေဆုံသွားတဲ့သူရဲ့ခန္ဓာကိုယ်ကသွေးမလဲပတ်တော်လို့တောင်းနေနေရမှာပါ။ ဒါမဲ့အခုဆိုမိမှာတော့လက်တစ်ဖက်ဆုပ်ထားတာလို့ရင်ပုံမှန်လူလိုပဲဖြစ်နေရဲ့လို့ပြောပါတယ်။ဝင်းနဲ့ဆုပ်ထားရဲ့လက်ကိုဖြီးဖို့လို့တော့တမိရောအရန်ချစ်တဲ့ဒေါက်တာခြာကတားလိုက်ပြီးတော့တမိရဲ့လက်ကိုကိုင်ကနမ်းလိုက်ပါတယ်။စိတ်ထဲကနေပြီးတော့တမိကိုဘလောက်ချစ်ကြောင်ပြောနေခဲ့ပြီးတော့လက်ကိုဖြီးလိုက်တဲ့အခါမှာတော့ဒူဝင်ကျေပုံပါတဲ့ဟန်ချင်းတစ်ခုထွက်လာပါတယ်။ဒူဝင်ကျေပုံဟန်ချင်းကိုတွေ့တော့ဒေါက်တာခြာလေးပဲတမိဖြစ်သူကိုပေးခဲ့တဲ့အချိန်ကိုပြန်ပြီးတော့အမှတ်ရသွားခဲ့ပြန်ပါတယ်။ ။ဆိုမီကသူဘယ်အချိန်ထိအသက်ရှင်နေနိုင်မှာလဲလို့မေးတော့အဖေကိုယုံမှာတမီးအသက်ရှင်မှာပါလို့ပြောပြီးတော့ဟန်းချင်းကိုတမီးရဲ့လက်ကောက်ဝင်းမှာဝေပေးလိုက်ပါတယ်။အခုချိန်မှာတမီးဖြစ်သူတည်သွားပြီဆိုပေမဲ့လည်းဒေါက်တာအချာကသူပေးထားတဲ့ကျေပုံဟန်းချင်းလေးကိုတမီးနဲ့အတူတူအမြဲတမ်းရှိနေစေချင်ခဲ့ပါတယ်။စင်းရိုအကြီးအတူပါကိုလာတဲ့အချိန်မှာတော့ဒေါက်တာအချာမရှိဘဲနဲ့ကားထဲမှာငေးငံနေထိုင်နေခဲ့ပါတယ်။အဲ့ဒီချိန်လို့ပေါ့ကင်ဘက်တွေကဒေါက်တာချာဘလောက်တော်တွေပဲပြောပြောသူသမီးရဲ့အသက်ကိုတော့မကယ်နိုင်ဘူးလို့အတင်းပြောနေကြပါတယ် ခွဲစိတ်တာအောင်မြင်ပေမဲ့နောက်ဆက်တွဲအကျိုးတွေကဂေယောင်ကရန်ဖြစ်ပြီးတော့တရေဝင်မှုနေတဲ့ပုံစံလို့တယောက်ကဝင်ပြောလိုက်ပါတယ်။ဒေါက်တာကြားဆက်ပြီးတော့နားမထောင်နိုင်တော့ပဲကားရီကနေထွက်လာလိုက်တာကိုတွေ့တော့အတင်းတုံနေတဲ့လုပ်ပေါ်ကင်မက်တွေလည်းမျက်နှာပြတ်သွားခဲ့ကြပါတယ်။တပတ်မှာတော့ Father Ban ကဆိုမီကိုတွေကနဇိုးကိုနှင်ထုံနေတုန်းကရခဲ့တဲ့တံရအောင်စီးထင်နေပြီးတော့နဇိုးနေတုန်းကဗီဒီယိုကိုပြန်ပြီးတော့ကြည့်နေခဲ့ပါတယ်။နဇိုးနေထုတ်တယ်ဆိုတာကအရင်လုံးခဲ့တာတွေထက်ဒီတစ်ခါတော့နည်းနည်းပြင်းထန်ခဲ့ပေမယ့်သူနဇိုးကိုအောင်မြင်စွာထုံနိုင်ခဲ့ပါတယ်။ ဒါမဲ့ဘာလို့နဆိုးကဆိုမီကိုတတ်သွားနိုင်လဲဆိုတာကိုတော့သူကစဉ်းစားမရဘဲနဲ့စိတ်ဖြေဖို့အရက်တောင်းနေခဲ့ပါတယ်။သူဘယ်နေရာမှာမှားသွားလဲဆိုတာကိုဒဲလွန်စားရှာဖို့ကြိုးစားနေခဲ့ပါတယ်။သူကနဆိုးရဲ့နာမည်ကိုမေးတဲ့အချိန်မှာဆိုမီကဘာရီယေလို့ဖြေခဲ့ပါတယ်။ဒါမဲ့ဗီဒီယိုကိုပြန်ပြီးတော့ကြည့်တဲ့အခါမှာအဲ့ဒီကြားထဲမှာတခြားစကားလုံးတွေပါဝင်နေအောင်ကြားလိုက်ရပြီးတော့ဘာလဲဆိုတာတော့မဖော်ထုတ်နိုင်သေးပါဘူး။ပြီးတော့အဲ့ဒီနဆိုးကသူ့ကိုအခုထိလိုင်းနောက်ရှက်နေတယ်လို့လည်းခံစားနေရပါတယ်။အဲ့ဒီဘက်မှာတော့ဆိုမီရဲ့အတန်းပေါ်တွေလည်းလာကြပါတယ်။ဒါမဲ့တချို့ကတော့ဆိုမီကိုမကြိုက်ကြပါဘူး။ ။ဘာလဲဆိုတော့ဆိုမီယာနှလုံးအစာထိုးခွဲစိတ်ကူးတာပြီးရဲ့နောက်မှာထိုးစံနေပြီးတော့တခါအတန်းမော်တယောက်ကိုလက်ကျူးအောင်လို့လှုပ်ခဲ့ဘူးလို့ပါ။အဲဒါကြောင့်မလို့ဆိုမီယာအတန်းထဲမှာတိတ်ပြီးတော့အဆင်မပြေခဲ့ပါဘူး။အပြီးတော့အတန်းပေါ်ရီကသူတို့ရှိရလူဟာဆိုမီယာအဖေမမ်းမသိပင်နဲ့ဆိုမီယိုအတင်းပြောနေကြလို့အတန်းမိုင်ဆီယာမားကဝင်တားလိုက်ရပါတယ်။အတန်းမော်ရီမပြောနဲ့အမေဖြစ်သူတော်မှဆိုမီယာရေထဲကိုဆွဲနေခဲ့ဘူးပါတယ်။ဒါမဲ့အဖေကတော့ဇနီးဖြစ်သူတင်မတက်ဖြစ်နေတဲ့အချိန်မှာတော့ဆိုမီယိုအမြဲတမ်းဂယုစိုက်ပေးခဲ့တာပါ။ ဲဒီအချိန်မှာအတင်းပြောနေတဲ့အတန်းပေါ်ကောင်မလေးကရုတ်တရက်တက်သွားပြီးတော့သူ့ရဲ့လဲပြင်းကိုသူ့ကိုင်းကလဲကျသွားပြီးဗဇက်ကနေလည်းအမြုပ်တွေထွက်လာပါလေဒေါက်တာချာရက်ခွက်ထဲသွေးဆက်တွေကျလာတော့မြင်လိုက်ရပြီးတော့ညနေချက်ကိုမောကြည့်လိုက်တဲ့အခါမှာတော့သွေးရည်နဲ့ပြည့်နေနေရာတွေ့လိုက်ရပါလေဇုံညာတန်နေကြောင်းမလို့ဒေါက်တာချာကသတိပြန်လဲဝင်လာပြီးတော့ကျောင်းသူမလေးကိုမတ်တက်ရက်ခိုင်းပြီးတော့ဝမ်းမိုက်ကိုဖိကအန်ချလောင်လို့ကူညီပေးလိုက်ပါလေကျောင်းသူလေးအန်ချလိုက်တဲ့အထင်းမှာစပင်းနေအများကြီးထွက်လာတာကိုတွေ့တော့အားလုံးကလည်းအန်အော်ပြီးကြည်နေကြပါလေ။ ယောက်ျားလေးကောင်းတာကအမှမပြီးသေးပါဘူးအလောင်းထားတဲ့ရေခဲတိုက်ထဲမှာဆိုမီရဲ့အလောင်းကယုတ်တည်းရဲ့အေးကန်းလေးကနေအလိုလိုထွက်လာလို့တာဝန်ကြဝန်ထမ်းလေးလမ်းပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်ဒေါက်တာကြားအတုပခန်းမှာပြင်ဆင်ထားတဲ့သမီးရဲ့ခေါင်းတလာပြီးမှအိပ်ပျော်နေခဲ့ပါတယ်လေးချိန်မှာခြေတန်နေကြားလိုက်ရလို့မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ဆိုမီဖြစ်နေခဲ့ပါတယ်ဒေါက်တာကြားလည်းထားလာပြီးတော့သမီးဖြစ်သူစီကိုချင်းကပ်သွားတဲ့အခါမှာတော့ဆိုမီကလည်းအကန့်မခံမင်းနဲ့နောက်ဆုတ်သွားခဲ့ပါတယ်ဆိုမီကအရင်အေးတယ်လို့ပြောတော့ဒေါက်တာကြားလည်း ဘသူများတမီးကိုဒီလိုလှုပ်လိုက်တာလေလို့ပြောပြီးတော့ပဝါနဲ့ခြုံပေးဖို့ပြင်လိုက်တဲ့အချိန်မှာပဲတမီးရဲ့နှလုံးသားနေရာမှာအမဲရောင်တွေထွက်ပေါ်လာလို့လန်သွားခဲ့ပါပြီ။ဇုံမီပါဇက်ဟားလိုက်ချိန်မှာမျက်နှာဖြူဘက်ဖြူရော်နဲ့မျက်လုံးတွေလည်းဖြူလာပြီးတော့အကြေးအော်လိုက်တဲ့အချိန်မှာမျက်မှန်ရဲ့မှန်ကွဲရသွားခဲ့ပြီးတော့ဒေါက်တာချာလေးပဲနိုးလာခဲ့ပါပြီ။ဒေါက်တာချာကမျက်မှန်အောင်တက်လိုက်တဲ့အချိန်မှာမှန်ကွဲရနေအောင်တွေ့တော့ခုနအဖြစ်ပြက်ကအိမ်မက်မဟုတ်ဘဲနဲ့အမှန်တကယ်ဖြစ်နေခဲ့တာလားဆိုပြီးတော့ဇဝေဇဝါဖြစ်သွားခဲ့ပါပြီ။ အဲ့ဒါကြောင့်ဒေါက်တာဂျာကလည်းသူသမီးအလောင်းရှိရာရေခဲလိုက်ဘက်ကိုထွက်လာခဲ့ပါပြီ။အဲ့ဒီအချိန်မှာအေးကန်တာဝန်ကြားဝန်ထမ်းကခုနလိုလိုထွက်လာခဲ့တဲ့ဆူမီရဲ့အလောင်းကိုအေးကန်ထဲကိုပြန်ထည့်သွင်းဖို့လုပ်နေပါပြီ။ဒေါက်တာဂျာအေးကန်ထဲမထည့်ဘူးမာခဲ့တာမဟုတ်လားလို့ပြောလိုက်တော့ဝန်ထမ်းကအပြင်မှာထားလို့ပုံသွိုးသွားရင်ဘယ်လိုလုပ်မလဲလို့ပြန်ပြောပါပြီ။ဒေါက်တာဂျာကသူတာဝန်ယူမှာမလို့မထည့်ဖို့ပြောလိုက်ပြီးတော့ဝန်ထမ်းကိုအခန်းပြင်ကိုဆွဲထုတ်လိုက်ပြီးတကားကိုပိတ်လိုက်ပါပြီ။ဒေါက်တာဂျာလည်းသမီးရဲ့လက်ကိုစုပ်ကင်ထားရင်းနဲ့သမီးရဲ့ဘေးမှာပဲအိပ်ပျော်သွားခဲ့ပါပြီ။ အဲဒီချိန်မှာအဆိုမိမျက်လုံးပွင့်ကြည့်နေအောင်သူကသတိမထားမိခဲ့ပါဘူး။ဖះเจ้าမှာတော့ဖုန်းတော်ကြီးတွေကဘယင်ရှိနေဆိုးမောင်းထုတ်တာမအောင်မြင်ခဲ့တာကိုသိသွားပုံရပါလေ။ဘယင်ရှိကနေဆိုးကိုမောင်းထုတ်တဲ့ father မဖြစ်ခဲ့သင့်ပါဘူး။ဘာလို့ဆိုတော့သူကိုယ်တိုင်ကလေစစ်သားဘော်တော်ကသူ့ကိုယ်လေးကိုနေဆိုးဝင်ပူးတာခံလိုက်ရပြီးတော့သူ့အကူကြီးကအပနှင်ပေးရင်းနဲ့အကိုတယောက်လိုယင်းကြီးရဲ့စောင်းကြုံကတေးဆုံးသွားခဲ့ပါလေ။အဲဒါကြောင့်မေဘန်ဟေရှင်းကနေဆိုးတွေကိုမုံတီးပြီးတော့အပအနေနဲ့ father ဖြစ်လာခဲ့ပါလေ။ ဗန်ရှင်ကသူအပနေခဲ့တဲ့နဆူရဲ့နာမည်ကိုဘုံတော်ကြီးစီကိုလာပြီးတော့မေးခဲ့ပါလေ။အဲ့ဒီနဆူကဘာရီယဲလို့ပြောခဲ့ပေမဲ့နာမည်ပြောနေတော့မှတခြားအတန်တွေပါဝင်နေခဲ့ပြီးမူရဲ့ချင်းကိုတိလာလို့မေးလိုက်တဲ့အခါမှာဘုံတော်ကြီးကအဲ့ဒီနာမည်ကိုကြားရတဲ့ဗန်ရှင်ကိုဒီကိစ္စနဲ့ဝေဝေးနေဖို့တားလိုက်ပါလေ။ဘုံတော်ကြီးကသူတို့ရဲ့တာဝန်ကနဆူတွေကိုနှင်ထုတ်တာမဟုတ်ပဲနဆူရဲ့လေစားခြင်းခံရတဲ့သူတွေကိုကယ်တင်ရမှာဖြစ်ပြီးတော့ခြေရတဲ့သူတွေကိုဆုံးရှုံးသွားတဲ့သူတွေရဲ့နှလုံးသားကိုကူစားပေးတာကလေသူတို့ရဲ့အလုပ်ပဲမလို့ ဒီနေ့ကလေးမလေးဆိုမီရဲ့အတူပါမှာဓမ္မတီးသွားဆိုပေးကြမယ်လို့ပြောပါရီဘုန်းတော်ရဘလို့ပဲတားနေပေမဲ့ဘန်ရင်ရှင်းကတော့စောင်းကြုံဘလို့တေခဲ့ရလေဆိုတာကိုသူကိုယ်တိုင်ကြုံတွေ့ခဲ့ရတယ်လို့ဆိုမီဘလောက်တောင်မှနာကျင်ခံစားခဲ့ရတယ်လေဆိုတာလေသူမြင်ခဲ့ရတဲ့အတွက်ဘလို့နီးလန်းနေပဲဖြစ်ဖြစ်နှဆိုးကိုနှင်ထုတ်မယ်လို့ပြောပြီးတော့ထွက်သွားခဲ့ပါရီတပတ်ကစေးဦးမှာတော့ဒီနေ့ဆိုမီရဲ့အလောင်းကိုခေါင်းတလားနဲ့ထိရမယ်နေပါဒါကြောင့်မလို့ဆွေမျိုးတွေကိုဆိုမီရဲ့မျက်နှာကိုနောက်ဆုံးအကြိမ်ကြည့်ပြီးပြောချင်တာပြောကြဖို့အတွက်လာခေါ်ခဲ့ပါရီ အမေဘွားအတော်ဦးလေးအားလုံးကဆိုမီရဲ့အလောင်းကိုကြည့်ပြီးတော့ငုံနေကြပါလိမ့်။စိတ်မပြေနိုင်သေးတဲ့ဒေါက်တာအချာကတော့အခန်းပြင်မှာပဲစောင့်နေခဲ့ပါလိမ့်။ဒီအချိန်မှာဒေါက်တာအချာကဆိုမီရသူ့ကိုအဖေလိုခေါ်နေတဲ့အတန်အောင်ကြားလိုက်ရတယ်လို့ဖြစ်သွားတာကြောင့်မလို့အခန်းထဲကသူ့သမီးရဲ့အလောင်းကိုစိုက်ကြည့်နေခဲ့ပါလိမ့်။ရုတ်တရက်စက္ကန့်ပိုင်းအတွင်းမှာပဲဆိုမီရမျက်လုံးဖွင့်ကြည့်ပြီးပြန်မှိတ်သွားတာကိုမြင်လိုက်ရပါလိမ့်။ဒေါက်တာအချာကဘာလို့မှမသိပဲသမီးအသက်ရှင်နေသေးရဲ့လို့ထင်ပြီးတော့အားလုံးကိုအပြင်ထွက်ခိုင်းလိုက်ပါလိမ့်။ တာဝန်ကျဝန်ထမ်းတွေကတားလိုက်ကြပြီးဒါကကျော်သားတွေတုံခါပြီးတော့လှုပ်ရှားတာမျိုးလည်းဖြစ်တတ်တယ်လို့ရှင်းပြပါတယ်။ဒေါက်တာကျားအဆိုမီမျက်ရည်ကျတာကိုမြင်လိုက်ရတော့စိတ်မထိန်နိုင်တော့ပဲကနာမငြိမ်ဖြစ်လာခဲ့ပါတယ်။တပတ်မှာတော့ဗန်ရဲ့ရှင်းကဖုန်းတော်ကြီးစီကနေပြီးတော့တရင်အချက်လက်မရလို့ဘာရီယဲဆိုတဲ့နက်ဆိုးနဲ့ပတ်သက်တဲ့ကျန်းစာတွေကိုလေ့လာနေခဲ့ပါတယ်။ရေးအချိန်မှာသူသိလိုက်ရတာကဘာရီယဲဟာအမွာညီနဲ့အတူမွေးဖွားလာခဲ့တာပါ။ဒါမဲ့အဲ့ဒီအမွာကနာမည်မပေးခဲ့ရပါဘူး။အဲ့ဒီအချိန်ကစပြီးတော့လူတွေကဘာရီယန်နဲ့သူ့ရဲ့အမွာကို ကဘာမမွေးဖွားလာတဲ့နတ်ဆွေလို့ပြောဆိုခဲ့ကြပါတယ်။အမောင်ကြီးကလူတွေကိုလှည့်စားကအချင်းချင်းတက်ပြက်စီပြီးတော့တေအောင်ဖန်တီးလေးရှိပါတယ်။ဒါကြောင့်ပဲရှီယိုခရီးယန်ဖုံးတော်ကြီးတွေကဘာရီရဲ့နှလုံးသားထဲမှာအမောင်ကြီးဖြစ်သူကိုထည့်ပြီးတော့ချိတ်ပိတ်ထားခဲ့လိုက်ကြပါတယ်။တပတ်မှာတော့ဆူမီရဲ့မောင်လေးကသူ့မရဲ့ရုပ်လောင်းကိုကြည့်နေနဲ့ဆူမီရဲ့ဗဇက်ထဲမှာတခုခုလှုပ်ရှားနေအောင်မြင်လိုက်ရပါတယ်။အဲဒီနောက်မှာညဖလန်ကောင်ကြီးတကောင်ထွက်လာပြီးတော့တောင်ပန်ဖြန့်လိုက်ကအတူပါလုံနေတဲ့အခန်းစီကိုရောက်လာခဲ့ပါတယ်။ ဘုံတို့ရအရိဖလံကောင်ကိုမြင်လိုက်တာနဲ့စစ်စတာကြီးတယောက်နဲ့ဗဟန်ရှင်တို့မရောက်သေးပေမဲ့လေစိုးရွားတဲ့အရာတွေမဖြစ်ခင်မှာစွမ်းအောင်ချုံတောင်ဖို့အမြန်ဆုံးပဲဆူတောင်းခြင်းကိုရုပ်ဖို့အတွက်ပြောလိုက်ပါတယ်ဆူတောင်းရုပ်စုံတွေတော့မှာတပတ်ကဒေါက်တာချာကသူသမီးရဲ့ယုံလောင်းကို ICU ခန်းထဲယူသွားပြီးတော့နှလုံးပြန်နိုးဖို့ကြိုးစားနေရဘူးမှမသိခဲ့ပါဘူးဒေါက်တာချာနှလုံးခုန်ဆက်ကိုတုံးလိုက်တာနဲ့အဲ့ဒီနှဆိုးကညဖလံကောင်တွေကိုတကောင်ပြီးတကောင်ဖန်ဆင်းလိုက်ပါတယ်အဲ့ဒီအချိန်မှာဘုံတော်ကြီးကအမျက်ဒေါသနဲ့ပြည့်နေတဲ့ဝိညာဉ်တကောင်ကသူ့ရဲ့ပက်လေမှာလှည့်ပတ်နေတာကိုမြင်လိုက်ရပြီးတော့ ဇက်နေလဲသွေးရီထွက်လာပါလိ။ဘုံတော်ရစိတ်ကိုမထိန်ချုံနိုင်တော့ပဲသူ့ခေါင်းသူအရှိရခုံနဲ့အချင်းချင်းဆောင်နေခဲ့ပါလိ။ဗဇက်နဲ့သွားရီကြိုးကြေပြီးမှသူကမရက်ခဲ့ပါဘူး။ကြီးရတာကတော့ဘုံတော်ကြီးကိုနတ်ဆိုးကထိန်ချုပ်လိုက်ပြီးတော့သူ့ခေါင်းဆွဲပြီးတော့ဆောင်နေတယ်လို့ပါ။အဲဒီနောက်မှာတော့ညာဖလန်ကောင်းနေအများကြီးသူ့မျက်နှာစီကိုပြန်ဝင်လာတာထိုးစိတ်လိုက်တဲ့အခါမှာဘုံတော်ရလဲကျသွားပြီးဗဇက်ဟောင်းသားနဲ့ဖြတ်သွားပြီးတော့နတ်ဆိုးဝင်ပူးနေတဲ့ဆူမီရဲ့ဝိညာဉ်ကိုတွေ့လိုက်ရပါလိ။တဖက်မှာတော့ဒေါက်တာချာဟာသမီးကိုပြန်လဲနှိုးဖို့စူးစမ်းနေပေမဲ့မအောင်မြင်ခဲ့ပါဘူး။ တာဝန်ရှိဝန်ထမ်းတွေရောက်လာပြီးတော့တကားကိုဖျက်ဝင်ကဒေါက်တာချောင်ဆွဲထုတ်သွားခဲ့ပါတယ်။ဗိုင်းရှင်းစေးဝင်ကိုရောက်လာတဲ့အခါမှာတော့ဘုံတော်ကြီးရဲ့အခြေအနေဆိုးရွားနေအောင်တွေးလိုက်ရပါတယ်။ဘုံတော်ရဗိုင်းရှင်းရဲ့လက်ကိုကင်ပြီးတော့ကိုကိုကိုအားနေအောင်မလုပ်နဲ့။ငါတို့စိတ်သက်ကြတိုင်းငါတို့ရှုံးနေမယ်။နတ်ဆိုးတွေငါတို့အနိုင်မြူနိုင်မှုဆိုတာသွားပြလိုက်လို့ပြောနေတော့မှာနတ်ဆိုးတန်ပြောင်းသွားပြီးတော့စိတ်ပြက်စရာကောင်းတဲ့ဘုံတော်ကြီးတွေမင်းတို့ဘလောက်ပဲစူးစမ်းစူးစမ်းငါ့ကိုဘယ်တော့မှအနိုင်မရဘူးလို့ပြောလိုက်ပါတယ်။အဲဒီအချိန်မှာဒေါက်တာချာဟာတမိကိုတွေ့ခြင်းလို့ငိုနေတော့ဇနီးပြည်သူကပါရိုက်ပြီးတော့တတိပေးလိုက်ပါတယ်။ ဗန်ရှင်းဆိုမိအလောင်းရှိရာအေးကန်းကိုရောက်တော့တာဝန်ကျဝန်ထမ်းကဒီနေရာဟာလူတိုင်းဝင်ညာတိုင်းဝင်ထွက်ရင်တလို့ထွက်လို့ရတဲ့နေရာမဟုတ်လို့ထွက်သွားဖို့နဲ့မထွက်ဘူးဆိုရင်တေသူရဲ့အမျိုးတွေကိုသွားခေါ်လာမယ်လို့ပြောနေလို့ဗန်ရှင်းကလည်းမြန်မြန်သွားခေါ်လာဖို့ပြောလိုက်ပါတယ်။ဗန်ရှင်းကဆိုမိရဲ့ယုံလောင်းပေါ်ကိုရီမန်းနေဖျန်းလိုက်ပြီးထူးခြားမှုတွေကိုကြည့်နေတော့မှပဲဒေါက်တာချာရောက်လာပြီးတော့ဗန်ရှင်းကိုထိုးလိုက်ကသူ့ရဲ့သမီးကိုမထီဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့ယုတ်တိရဲ့ပြောင်းလဲမှုဖြစ်လာတဲ့ဆိုမိရဲ့ယုံလောင်းကိုကြည့်ပြီးတော့အားလုံးကအံ့ဩသွားကြပါတယ်။ ။ဘိုင်ယန်ရှင်းကဒီခန္ဓာကိုယ်ကရေမန်းကိုတုံ့ပြန်နေတယ်ဆိုတာနဇိုးကဒီခန္ဓာကိုယ်ထဲမှာရှိနေသေးရဲ့လို့ပြောလိုက်ပြီးသွေးကြောတွေဖောင်းကားနေတဲ့အမေရောင်အဆိုင်ခေးကနှလုံးရလာတာကိုတွေ့တော့ဆိုမီစားထိုးခဲ့တဲ့နှလုံးကဘေးကနေရလာလေလို့ဒေါက်တာချောင်းမေးလိုက်ပါတယ်။ဒေါက်တာချောင်းအဖြေမပေးဘဲတိတ်ဆိတ်နေရကြောင်းဘိုင်ယန်ရှင်းကနှလုံးဘေးကရလာလေဆိုရဲအရင်းမြစ်ကိုသိမှနဇိုးရဲ့သဲလွန်စာကိုရှာနေမှာဖြစ်ပြီးအဲ့လိုမဟုတ်ရင်နဆိုးကဆိုမီရဲ့ခန္ဓာကိုယ်လေးမှာပြန်လဲရှင်းတန်းလာပြီးမိသားစုဝင်တွေကိုအရင်ဆုံးတက်လိုက်မယ်လို့ပြောလိုက်ပါတယ် ဒေါက်တာဂျာရဲ့ဇနီးကလည်းဘာလို့ဆိုးလို့ရလဲလို့အန်အော်တကြီးမေးလိုက်တော့ဘယန်ရှင်ကဘုရားသခင်ကလေးရမြောင်နေ့မှာပြန်လဲထားမြောက်လာတယ်လို့ပဲဇိုမီရဲ့ခန္ဓာကိုယ်ထဲကနတ်ဆိုးကလည်းဇိုမီတေဆုံးတဲ့နေ့ရစပြီးသုံးချိန်ထားကြွလာနဲ့ပြန်လဲရှင်တန်လာလိမ့်မယ်လို့ရှင်းပြခဲ့ပါလိမ့်ဇိုမီမိကလည်းသူသမီးပြန်ရှင်လာမှာလားလို့ထိတ်လန့်တကြားမေးလိုက်တော့ဘယန်ရှင်ကရှင်တန်လာမှာကဇိုမီမဟုတ်ပဲနတ်ဆိုးကသူပြန်ရှင်တန်မှုအတွက်ဇိုမီရဲ့ခန္ဓာကိုအတုံးချမှာဖြစ်ပြီးနတ်ဆိုးကိုဖယ်ထုတ်ဖို့ဆိုရင်တော့ဇိုမီရဲ့အလောင်းကိုအီးရှို့ပြစ်မှရမယ်လို့ရှင်းပြခဲ့ပါလိမ့် ောက်တာချာကတော့ဘန်ရရှင်းကိုဒီကိစ္စနဲ့မပတ်သက်နဲ့လို့ပြောပြီးထွက်သွားခဲ့ကသူကိုယ်တိုင်ခွဲစိတ်ပြီးတော့သူသမီးကိုပေးခဲ့တဲ့နှလုံးအကြောင်းပြန်ပြီးစဉ်းစားနေခဲ့ပါတယ်။တရင်ချက်လက်ပေးခဲ့တဲ့သူငယ်ချင်းစီကိုသွားပြီးတော့သူသမီးကိုပေးခဲ့တဲ့နှလုံးကဘာရီဖြစ်ခဲ့လဲဆိုတာကိုမေးမြန်းခဲ့ပါတယ်။ဒေါက်တာချာခွဲစိတ်ပြီးနှလုံးထုတ်ခဲ့တဲ့ကောင်မလေးကရုရှားနိုင်ငံသူဖြစ်ပြီးသူ့မိလိုပဲရုရှားဘာတစ်ခုမှတရားမဝင်နေထိုင်သူဖြစ်ပါတယ်။အဲဒီလိုသွားပြီးတော့ဘင်မမဆိုတဲ့လူကိုရှာပြီးမေးဖို့အတွက်ပြောပြလိုက်ပါတယ်။ အခုချိန်မှာဆေးရုံငါလိုအားလုံးကဒေါက်တာချောင်းယူနေပြီလို့ထင်ကြပါပဲ။သူကတော့သူတငယ်ချင်းပြောတဲ့နေရာကိုအချက်လက်ရှာဖို့အတွက်ထွက်သွားခဲ့ပါရီ။တကယ်တော့ဒေါက်တာချောင်းခန္ဓာကိုယ်မီးလောင်သွားပြီမဲမတည်သေးပဲနှလုံးခုန်ဆဲလူစီကနေခွဲစိတ်ထုတ်ယူခဲ့ပြီးတော့အဲ့ဒီနှလုံးကိုသူသမီးအတွက်အစာထိုးပေးခဲ့တာပါ။ဘာအောင်ရောက်တော့ဒေါက်တာချောင်းကဘင်မမောက်ကိုတိလာလို့မေးလိုက်တော့ရရှားကောင်တွေကသူ့ကိုမောင်းထုတ်လိုက်ပါရီ။ပြန်လေခုခံပြီမဲ့လေအသက်ကြီးသလိုတယောက်ထဲလဲဖြစ်နေတော့ခံလိုက်ရပြီတော့တတိမီသွားခဲ့ပါရီ။ တတိပြန်ရလာတဲ့အခါမှာတော့ဖန်းချုပ်ခံထားရတာကိုတွေ့လိုက်ရပြီးတော့ဘင်မမကိုလည်းတွေ့လိုက်ရပါတယ်။သူမနတ်ဆိုးကိုးကွယ်တဲ့ထူးဆန်းတဲ့ဂိုင်းကောင်းဆောင်ဖြစ်ပြီးရုရှားနိုင်ငံကရုရှားအော်တိုဒေါ့စ်ဖျားဂိုင်းနေစီရနေထွက်ပြေးပုန်းရှောင်ပြီးကိုရီးယားနိုင်ငံကိုတရားမဝင်ရောက်လာခဲ့တာပါ။သူမဘာရီရဲ့နှလုံးသားထဲမှာချိတ်ပိတ်ထားခဲ့တဲ့နတ်ဆိုးကိုပြန်လည်နှိုးထစေဖို့အတွက်သူသမီးကိုယ်ရဲကိုထည့်သွင်းခဲ့ပါတယ်။ဒါပေမဲ့သူတို့တွေအစီရင်လုံးနေကြတော့မှပဲရုရှားအော်တိုဒေါ့စ်ဂိုင်းနေရောက်လာကြပြီးမိရှုခဲ့တာကြောင့်မလို့သူသမီးလည်းမီးလောင်သွားခဲ့ရပါတယ်။ ဒါကြောင့်နဆိုးအတွက်ခန္ဓာကိုယ်အသစ်ရှာခဲ့ရတော့ဒေါက်တာချားရဲ့တမိကနှလုံးလိုအပ်နေရတဲ့ကွက်တိဖြစ်သွားခဲ့တာပါတကယ်တော့ဘင်မမကဆိုမီရဲ့ခန္ဓာကိုယ်သုံးဖို့အတွက်ဒေါက်တာချားရဲ့တငယ်ချင်းကိုပတ်စံပေးပြီးသူ့စီမံနှလုံးရှိချောင်းကိုဒေါက်တာချားသိအောင်တရင်ပေးခိုင်းခဲ့တာပါတပတ်မှလည်းဗဟန်ရှင်းကဒေါက်တာချားနောက်ကိုလိုက်လာပြီးတော့ဘားလေးကိုဝင်လာပါလေအဆောင်နေရာတားကြရီဆိုပေမဲ့လည်းစက်သားဖြစ်ခဲ့မှုတဲ့ဗဟန်ရှင်းကတော့အေးစီစီပဲအမောက်သိပ်ပေးလိုက်ပါလေဒေါက်တာချားဒါနဲ့ထိုးခန့်ရတော့မယ့်အချိန်မှာဖာသာဗဟန်ရှင်းအချိန်မီရောက်လာပြီးတော့ နတ်ဆိုးရဲ့ကျုံဘုရားသခင်ရဲ့နာမတော်ရှိမှငြိမ်သက်စွာအရှုံးပေးလို့ဟုစူတောင်းစာရွတ်ဆိုလိုက်ပါလေ။အဲဒါကြောင့်မလို့ဘင်မမကင်ထားတဲ့ဓာတ်လေးလွတ်ကြသွားပြီးလဲကြသွားခဲ့ကမျက်လုံးကနေပြီးတော့တွေးရထွက်လာပါလေ။ဖာသာဘန်ရှင်အားဘင်းတို့ကိုယ်ရဲ့နတ်ဆိုးကဘာတူလဲ။ဘုရားသခင်ရဲ့ကျုံဖြစ်တဲ့ငါရှိမှသူ့နာမည်ကိုပြောလို့မေးလိုက်တော့ဘင်မမအေကုမာရေလို့မပီမသပြောပြီးအသက်ထွက်သွားခဲ့ပါလေ။ဒေါက်တာချာကတော့တမီးစီကိုပြန်သွားခြင်းနေပြီးဘန်ရှင်ရဲ့ပူပေါင်းဆောင်ရွက်ဖို့ညှင်းဆန်ခဲ့ပါလေ။ ။ဘယင်ရှင်းကကားနဲ့လိုက်သွားချိန်မှာသူ့ကိုယ်ထဲကနတ်ဆိုးမောင်းထုတ်ပေးခဲ့တဲ့ဆောင်းကျုံရဲ့ဝိညာဉ်ကိုတွေ့လိုက်ရပါတယ်။သူ့ကြောင့်ဆောင်းကျုံတည်သွားလို့အပြစ်ရှိလို့ခံစားနေရပြီးစိတ်တက်ကြနေတဲ့သူ့ကိုနတ်ဆိုးကလေစားခဲ့ပါတယ်။ဒါမဲ့သူသတိပြန်ဝင်လာပြီးဒါကနတ်ဆိုးဟာသူ့အချိန်ဆွဲဖို့လေစားနေရမှန်းသိလိုက်ရပါတယ်။ဘာလို့လဲဆိုတော့နောက်ထပ်နိုင်နေငယ်တွေးမှာနေထွက်လာရင်နတ်ဆိုးကပြန်လဲရှင်းတယ်လာမှာပါ။ဒေါက်တာချားတော့တမီးရဲ့အတူတူကြဲကြည့်ခဲ့တဲ့နေကိုသတိရနေခဲ့ပါတယ်။တနေ့မှတမီးလမ်းပြောင်းနေခဲ့ရင်အဖေကိုအဲ့ဒီနေရာမှာပဲစောင့်နေပါ။အဖေကိုယုံပါ အဖေလာရှာမေလို့သူ့ရဲ့သမီးကိုဂရီပေးခဲ့ပူပါရီအခုချိန်မှာဒေါက်တာချာဟာသမီးကိုကယ်ဆယ်မှုအတွက်နီလန်းရှာခဲ့ပါရီဒီကိစ္စမလွယ်ဘူးဆိုတာသိပေမဲ့ तू လုံမှာပါဖာသာဘန်ကဆိုမီရဲ့ယုံလောင်းကိုမီးရှို့ဖို့ပြောတာကို तू ကလက်မခံချင်လို့ပါဒါကနှဆိုးပြန်ပြီးတော့ရှင်းတမ်းမလောင်တားဆီးနိုင်မဲ့တခုတည်းသောနီလန်းဖြစ်ပေမဲ့ပေါ့လေတပတ်မှလည်းပဲဆိုမီရဲ့ယုံလောင်းကိုမီးတကြိုးဖို့အချင်းကိုရောက်ခဲ့ပေမဲ့ဒေါက်တာချာမရောက်သေးတာမလို့စောင့်နေခဲ့ကြပါရီ အတန်းညာဆောင်ပြီးတော့မီးတကြိုမဲ့အချင်းကိုရောက်ပြီမလို့စောင့်နေလို့မရတော့လို့ရုပ်လောင်းကိုရွှေ့ပြောင်းဖို့လုပ်ကြပါတယ်။ဒါမဲ့စင်းဝင်အပြင်ရောက်မှာပဲရုတ်တရက်အတန်ကြေးကြီးထွက်လာပြီးဇိုမီရဲ့လောင်းအောင်ထည့်ထားတဲ့ခေါင်းတလာကလေးလံလာလို့လူချောက်တောင်မှမနိုင်တော့ပါဘူး။အဲဒီအချိန်မှာပဲဒေါက်တာချာရောက်လာခဲ့ပြီးတော့တခြားသူတွေကိုတွန်းထုတ်လိုက်ကခေါင်းတလာကိုဖွင့်လိုက်ပြီးတော့သူသမီးရဲ့အလောင်းကိုမားထုတ်လာပါပြီ။တခြားသူတွေကလည်းဒေါက်တာချာရဲ့စိတ်ကပုံမှန်မဟုတ်တော့ဘူးလို့ဆိုပြီးတော့ဝိုင်းတာကဆွဲထုတ်သွားခဲ့ပါတယ်။ ဘန်ရှင်းရောက်လာတော့ဆူမီရဲ့မျက်လုံးကိုအဝင်းနဲ့အုပ်လိုက်ပြီးနတ်ဆိုးကိုမောင်းထုတ်ဖို့လုပ်ပါရီဒေါက်တာချာလည်းဝင်တားဖို့လှုပ်လိုက်တဲ့အချိန်မှာဆူမီရဲ့အလောင်းကလေပေါ်မြောက်တက်သွားခဲ့ပါရီနတ်ဆိုးကဆူမီရဲ့တောင်းအောင်တုံးပြီးတော့ဒေါက်တာချာကိုစိတ်ပူပန်အောင်လို့လှည့်စားနေခဲ့ပါရီဆူမီလောင်းအောင်ပြန်ကြလာတဲ့အချိန်မှာအဖေဖြစ်သူကလူအုပ်ကိုဖျက်ပြီးတော့အလောင်းအောင်ဖမ်းလိုက်ပေမဲ့လေမျက်စိရှိမှရဲအလောင်းပြောက်ွယ်သွားလို့ထိတ်လန့်တကြဖြစ်သွားခဲ့ပါရီဆူမီလမ်းပြောက်တဲ့အခါမှာငြိမ်ငြိမ်နေပြီးတော့အဖေလာရှာတော်ကိုစောင့်လို့သူပြောခဲ့တာကိုသတိရသွားခဲ့ပါရီ သူကစင်းရုံအနံလိုက်ရှာခဲ့ပြီးနောက်ဆုံးမှာတော့အခန်းတစ်ခုထဲမှာဆိုမီရဲ့ဝိညာဉ်ကိုတွေ့သွားခဲ့ပြီးသူမအဖေကိုစောင့်နေမယ်လို့ကတိပေးခဲ့ပေမဲ့အခုသမီးမစောင့်နိုင်တော့ဘူးလို့ပြောပြီးတော့အမောင်နှုတွေကိုဆွဲခေါ်သွားခံလိုက်ရပါတယ်ဒေါက်တာချားဆက်လက်ရှာဖွေခဲ့ပြီးတော့စက်ခန်းထဲမှာသူမရဲ့ခန္ဓာကိုတွေ့ရှိခဲ့ပါတယ်ဒေါက်တာချားသမီးကိုကြည့်နေတော့မှပဲနတ်ဆိုးရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရပြီးလွင်ထွက်သွားတဲ့အချိန်မှာဖာသာဘန်ကလည်းရောက်ရှိလာခဲ့ပါတယ်ဘန်ရှင်ကဆိုမီယာသူ့ရဲ့အဖေကိုစောင့်နေတော့ဆိုရင်တော့ကေတင်နိုင်မယ့်နီလန်းရှိသေးတယ် ဒါမဲ့သူတယောက်တည်းလုံးလို့တော့မရလို့ဒေါက်တာအချာကိုစူတောင်းမှုလက်ခံပေးမဲ့သူဖြစ်လောက်ရမယ်လို့ပြောပါတယ်။နေစိုးနေထုံးနေစဉ်အတွင်းမှာဘာပဲမြင်မြင်ဘာပဲကြကြအာယုံမဆိုင်မိအောင်တတိထားပါ။ဘာလို့လဲဆိုတော့နေစိုးကလေပြားမှုနဲ့လေစားဖို့စူးစားလိမ့်မယ်လို့တတိပေးခဲ့ပါတယ်။ဒေါက်တာချာလည်းတမာကျန်းစာယူပြီးကျန်းစာတွေကအတိုင်းရုပ်ဆိုခဲ့ပါတယ်။ဖာသာဘန်မန်နန်ရွတ်ပြီးနေစိုးမောင်းနေခြင်းကိုစတင်လိုက်တဲ့အခါမှာဆိုမီရဲ့မဲညင်နေတဲ့နှလုံးသားကလှုပ်ခတ်လာခဲ့ပါတယ်။ဒေါက်တာချာလည်းဆိုမီသူ့ကိုအကူအညီတောင်းနေတယ်လို့ထူးဆန်းတဲ့ပုံရိပ်တွေကိုမြင်လိုက်ရပါတယ်။ ဖာသာဘိုင်းလက်ကဒဏ်ရာဟောင်းကလည်းတွေးထွက်လာခဲ့ပါတယ်။ဒေါက်တာချောင်းကိုနေဆိုးဖန်တီးထားတဲ့လောကတွေကိုရောက်နေမှန်းသတိပေးဖို့လက်ထက်ကခေါင်းလောင်းကတော့အတန်မမြင်နိုင်တော့ပါဘူး။ဒေါက်တာချောင်းကလည်းသမီးဇွန်ဒီဆိုတော့နေဆိုးကအလွယ်တကူလှည့်စားနိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာဘေးရရောက်လာမှမသိတဲ့ခွဲစိတ်ဓာတ်တောင်ချလာပြီးလယ်စားခံရတဲ့ဒေါက်တာချာကဖာသာဘန်ကိုနှဆူးတင်ပြီးတော့အဲ့ဒီဓာတ်နဲ့ထိုးဖို့လုပ်ပါတယ်။ဒါမဲ့တကယ်ဆိုမီရဲ့ဖြူစင်းတဲ့ဝိညာဉ်ကတားဆီးလိုက်လို့သာအဖေဖြစ်သူကတတိပြန်လေဝင်လာပြီးတော့သူတိုက်ခိုက်မဲ့သူကနှဆူးမဟုတ်ဘဲဖာသာဘန်ဖြစ်နေအောင်မြင်လိုက်ရပါတယ်။ အဲ့နောက်မှာတော့ဖာသာဘန်ကနောက်ဆုံးအဆင့်ကိုရောက်ပြီးအခုနက်ဆိုးရဲ့နာမည်ကိုခေါ်လိုက်တာနဲ့သူကဆိုမိခန္ဓာကိုယ်လေးကနေထွက်သွားလိမ့်မယ်လို့ပြောပါတယ်ဖာသာဘန်ကသူကြားခဲ့တဲ့နာမည်ကိုသတိရပြီးတော့နက်ဆိုးအီဦးမာလို့ခေါ်လိုက်လို့မပြီးခင်မှာပဲရိုက်ထုတ်ခံလိုက်ရပြီးတော့သတိလည်သွားခဲ့ပါတယ်အဲ့နောက်မှာတော့နက်ဆိုးကဒေါက်တာချရဲ့ခန္ဓာကိုယ်ပေါ်တက်ခွာပြီးတော့မင်းရဲ့သမီးကိုကယ်ခြင်းမင်းနှလုံးငါတို့ခန္ဓာကိုယ်အစ်စ်ဖြစ်ပေးဆက်ပါဒါဆိုရင်မင်းရဲ့သမီးကိုငါလွတ်ပေးမယ်မင်းတို့တကူကောင်းဆန်တဲ့လူကအချစ်အတွက်ဘလောက်ထိဆုံးလို့နိုင်မလဲဆိုတာငါသိကျင်တယ်လို့ပြောလိုက်ပါတယ် ဒေါက်တာချာလည်းတိုးဆုံမနေဘဲနဲ့ခွဲစိတ်ထားနဲ့သူ့နှလုံးရဲ့အဆုံးထိထိုးဆိုင်လိုက်ပါရီအချိန်နေငိမ့်သက်သွားတဲ့အချိန်မှာဆိုမီရဲ့မိဟာရောက်လာပြီးတော့တမီးပြည့်သူအမြင်နာနဲ့အနားကိုပြေးလာကဆိုမီအသက်ရှူနေတာကိုခံစားမိလိုက်ပါရီဆရာဝန်ကိုစစ်ဆေးခိုင်းလိုက်တော့နှလုံးခုန်လုံးပြန်ကောင်းလာပြီးခန္ဓာကိုယ်ပူချင်းနဲ့ပုံမှန်ပြန်ဖြစ်နေပြီလို့အတည်ပြုခဲ့ပါရီတပတ်မှာတော့တတိပြန်လေရလာတဲ့ဘန်ဟင်ရှင်းကသွေးထွက်လွန်ပြီးတော့အားနေနေရဆိုပေမဲ့အားတိမ်ပြီးတော့ထားကဒေါက်တာချာကိုလိုက်ရှာနေခဲ့ပါရီ ဒေါက်တာကြားခေါင်မိုးတက်ကိုရောက်နေခဲ့ပြီးသူ့ခန္ဓာကိုဒါနတ်ဆိုးကသိမ့်ပိုက်လိုက်ရင်သူ့မိသားစုပဲအရင်ဆုံးတက်မိသွားမှမြင်ရောင်းနေပါလိမ့်။ဘန်ရရှင်ရောက်လာပြီးသူ့ကိုကူညီပေးမယ်လို့ပြောပြင်မယ်။ဒေါက်တာကြားတော့ခန္ဓာကိုနတ်ဆိုးရဲ့ခန္ဓာကိုအစ်စ်မဖြစ်စေဖို့အစာအုပ်ပေါ်နဲ့ခုံချခဲ့ပါလိမ့်။သူ့ရဲ့ခန္ဓာကိုကကားပေါ်ပြင်းထန်စွာကြာသွားခဲ့ပြင်မယ်။သူ့ရဲ့လက်ချောင်းတွေကတော့လှုပ်ရှားနေတော့မှာပဲ။သူ့ရဲ့ခန္ဓာကိုနတ်ဆိုးရဲ့အကျိုးအတွက်အသုံးမပြုနိုင်အောင်မီးရှို့ဖို့အတွက်မီးကျစ်ကိုအသင့်ပြင်ထားပုံရပြီးတမီးအသက်ရှင်မှုအတွက်သူ့ကိုယ်သူမီးရှို့ချလိုက်ပါလိမ့် အဲ့ဒီဖြစ်ဖြစ်တွေဖြစ်ပြီးတော့တနေ့ကြာပြီးရဲ့နောက်မှာတော့ဆိုမီကလည်းပြန်လဲကျမ်းမာလာပြီးပုံမှန်ဘဝအတိုင်းနေထိုင်ခဲ့ပါတယ်။ဆိုမီသူ့ရဲ့မိနဲ့သူ့မောင်လေးဦးနဲ့တတူသူ့အဖေကိုလာရောက်ကြတော့ကြပါတယ်။အဲ့ဒီအချိန်မှာပဲဘန်ဟင်ရှင်းကလည်းရောက်လာခဲ့ပါတယ်။ဆိုမီကသူ့နှစ်ဆိုးအပူကခံရတော့ငါအရန်ကြောက်ခဲ့ရပြီးဘဝင်းချိန်မှာလည်းအမောင်ဒူးကြီးပဲရှိနေခဲ့တယ်လို့ပြောပါတယ်။ဒါပေမဲ့သူမအလင်းရောင်သေးသေးလေးတစ်ခုကိုမြင်ခဲ့ရပြီးသူ့အဖေရဲ့အတန်ကိုလည်းကြားခဲ့ရတဲ့အတွက်အဖေလာရှာတာကိုစောင့်နေခဲ့တာပါ။ ဇိုမီယာသူ့ကြောင့်သူ့ဖေတည်ဆုံးသွားရတယ်ထင်တယ်လို့အခုချိန်ထိပျော်ရွှင်မှုမရှိသလိုခံစားနေရပါတယ်။ဘိုင်ရှင်ကအဲ့ဒါကြောင့်ပို့ပြီးတော့ပျော်ရွှင်နေတဲ့အကြောင်းလေဇိုမီဖေကသူ့တက်နဲ့လဲပြီးတော့ဇိုမီရှင်တန်ခွင့်ရအောင်ပေးခဲ့တဲ့လောကကြီးထဲမှာပို့ပြီးတော့ကြိုးကြိုးဆဆရှင်တန်သွားရမှာပို့လို့နှစ်သိမ့်ပေးလိုက်ပါတယ်။စကားပြောပြီးတဲ့နောက်မှာတော့သူတို့နှစ်ယောက်ကနှုတ်ဆက်လိုက်ကြပြီးတော့ထွက်သွားကြတဲ့အချိန်မှာပဲဇလန်းလေးကလည်းပြီးဆုံးလို့သွားခဲ့ပါပြီ။ဟုတ်ကဲ့ပါ။နောက်ရက်ဒီမှာလေးပဲစကားကောင်းလေးတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးနေမှာမလို့ ကျွန်တော်တို့ရဲ့ SK Story Channel လေးကိုလည်း Like and Subscribe လုပ်ထားပေးဖို့အတွက်တောင်းဆိုလိုက်ပါကြခင်ဗျာအချိန်ပေးပြီးတော့အဆုံးထိအားပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါကြောင်းနဲ့ကျွန်တော်တို့နောက်ထပ် video တစ်ပုဒ်မှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့လားခင်ဗျာကျွန်တော်ကတော့ရှိန်သူပဲဖြစ်ပါတယ်